အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တချက်ရဲ့ဘဝကိုကံကောင်းမှုတွေပေးစေတဲ့အကြောင်းအရာတွေအများကြီးရှိတယ်အဲ့ဒီအထဲကားမှာအကြောင်းအရာလေးတစ်ခုကိုမျှဝေပေးသွားမှာ ဖြစ်ပါတယ်ရှင်ကိုကတချက်လိုမျိုးကံကောင်းခြင်းလဲဆိုလို့ရှိရင်ဗီဒီယိုလေးရဲ့အဆုံးအထိကိုကြည့်သွားပေးလိုက်ပါเนาะအဲ့ဒါဘာလဲဆိုလို့ရှိရင်တန်ဖိုးထားခြင်းပဲဖြစ်ပါတယ်ရှင်တချက်ဆိုလို့ရှိရင်သူများကိုလှူတဲ့အခါမှာပဲဖြစ်ဖြစ် ပေးတဲ့အခါမှာပဲဖြစ်ဖြစ်ဒီချေကအကောင်းဆုံးတွေကို ပေးတတ်လို့ရှိပါတယ်ဥပမာအဝတ်အစားတွေလှူမယ်ဆိုလို့ရှိရင်လည်းဒီချေမကြိုက်တဲ့အရာစုပ်နေသောအရာ မှနဲ့တသောအရာဆိုလှုပ်ပြပါတယ်မပေးပါဘူးဒီချေနှစ်သက်မြန်လို့တော့အဲအဝတ်အစားလေးဒီချေကိုဝတ်လိုက်လို့လှတယ်လို့ထင်နေဆိုလို့ရှိရင်ဒီချေကအဲ့လိုမျိုးပေးတယ်အပြီးလို့ရှိရင်၃၄၅ကဝတ်ပြီးသား ခါလေးဆိုလို့ရှိရင်လည်းမပေးဘူးဥပမာအ ਨੇ ဆုံးတစ်ခါနှစ်ခါလောက်ကလေးပဲဝစ်ထားပြီးသားဟာလေးကိုတိတိချာချာရှော်တယ်၊မှုန်းနေအောင်လုပ်တယ်၊မီးဘူးထိုးတယ်၊ပြီးမှပေးတယ်ပြီးလို့ရှိရင်အစ်စ်တွေလည်းပေါင်းထည့်ပြီးတော့ပေးတယ်เนาะအစ်စ်တွေပေါ့เนาะအဲ့တော့ကိုကလှူလိုက်ပြီးဆိုလို့ရှိရင်အကောင်းဆုံးအရာတွေကိုပဲလှူတယ်ကိုမကြိုက်တဲ့အရာတွေဆိုရင်ပေးလည်းမပေးဘူးလှူလည်းမလှူလှုပ်ပစ်တယ် ဥပမာကိုယ့်ရဲ့တငယ်ချင်းမွေးနေ့တွေပါတယ်ဆိုလို့ရှင်ကိုယ့်ရဲ့မိတ်ဆွေမွေးနေ့တို့ကိုယ့်ရဲ့တငယ်ချင်းမွေးနေ့တွေဆိုလို့ရှင်လေတီချဲကတီချဲအကြိုက်သောအရာကိုပဲပေးတယ်တီချဲနှစ်သက်မြန်နိုးတန်ဖိုးထားသောအရာကိုပဲပေးတယ်ဥပမာ ကလေးလေးတွေတူတူမလေးတွေကိုလက်ဆောင်ပေးတယ်ဆိုလို့ရှင်လေအယုတ်ကလေးတွေဝယ်တယ်ထားပါတော့အဲကိုလေကလေးဘဝကလာတာပဲလေအခုချိန်ထိတခါတလေမိဘအရေးအောက်မှာနေတော့ကလေးစိတ်ပျောက်သေးတာမှမဟုတ်တာเนาะ အယုတ်ကလေးတွေဆိုလို့ရှိရင်ဘယ်အယုတ်ကလေးလှတယ်ဆိုတာသိရဲ့မင်းကလေးတွေဆိုလို့ရှိရင်တီချာပိုးတောင်တည်သေးတယ်အဲ့တော့ဟောမိမိလေးတွေအဲကိုယ့်ရဲ့ပေါ့နော်တူတူမာလေးတွေလို့ဒါမှမဟုတ်ကိုယ့်ရဲ့မိတ်ဆွေတွေကအာတာသမီလေးတွေရှိရဲ့ဆိုတီချာလက်ဆောင်ပေးတဲ့အခါဆိုအယုတ်ကလေးတွေဆိုလို့ရှိရင်လည်းလှပေးဆိုတဲ့ဟာလေးတွေပေးတယ်အဝတ်စားလေးတွေဆိုလည်းကောင်းပေးဆိုတဲ့ဟာလေးတွေပေးတယ် အစားအသောက်တည်းဆိုလို့ရှိရင်လည်းတီချဲကြိုက်တယ်ဆိုတဲ့အရာတီချဲမကြိုက်ဘူးဆိုတဲ့အရာမပေးဘူးတီချဲကြိုက်တယ်တီချဲလည်းစားရတာအရန်သဘောကျတယ်ဆိုတဲ့အရာဆိုလို့ရှိရင်တီချဲကပုတ်ပေးတယ်အဲ့တော့ဘဝမှာတီချဲဒီအကောင်းဆုံးနေအကောင်းဆုံးနေကိုပေးခဲ့ပေးခဲ့တယ်ပေါ့နော်ဒီနေ့ဒီချိန်ထိအဲ့ဒါမှာတခါတည်းရံမှာဘာဖြစ်တယ်လဲဆိုလို့ရှိရင်တီချဲတို့ရဲ့ဘဝမှာကြုံတွေ့ရတတ်တာပေါ့နော်ကြုံတွေ့ရတတ်တာနော်ဒီလိုမျိုးအလုတ်ခံရတယ်လို့ပြောတာမဟုတ်ဘူးနော်တီချဲပြောပြမယ်ကြုံတွေ့ရတတ်တာ တခါတလေကိုယ့်ဘက်ကဘလောက်ပဲအကောင်းဆုံးတွေပြီးပြီးတချို့ပေါ့နော်လူရဲလို့ဖြစ်တာဖြစ်တဲ့အတွက်လူမျိုးစုံနဲ့ဆုံတွေ့ရတဲ့အခါမှာတချို့ကြတော့ပြီးတဲ့အခါမှာသူတို့မကြိုက်တော့အဲသူညံ့တော့အရာတွေကို တချို့တော့ကိုပြီးတတ်တယ်နော်ပြီးတတ်တယ်ပေါ့နော်အဲဘယ်လိုပြောမလဲသူတို့တက်ပုံ level နေနေတော့မကောင်းတော့သူတို့ကတော့မှနဲ့တက်တော့အရာမျိုးလေးတွေကိုပြီးတတ်တယ်ဖြစ်တယ်လို့ပြီးတတ်တယ်ပေါ့ပြောရလို့ရှင် ဖြစ်တယ်လို့ပေးတတ်တယ်အဲ့တော့အဲ့လိုမျိုးဂျုံဘူးကြလားဂျုံဘူးကြတယ်ဆိုလို့ရှိရင်ဒီချက်ကိုဂျုံဘူးတယ်လို့ရေးပေးပါအဲ့တော့ဒီချက်ကတော့ဂျုံဘူးတယ်ပေါ့နော်တို့တော့ဒီချက်ကဘယ်လိုမျိုးစိတ်လေးပဲထားတယ်ဆိုလို့ရှိရင်ကိုကိုဘလို့စိတ်နဲ့ပဲပြီးပြီးဘလောက်ပဲမကောင်းတာတွေပြီးပြီးဒီချက်ကအဲ့ဒီအရာတွေကို blessing အဖြစ်ပြောင်းတတ်တယ်โอเคเนาะ blessing အဖြစ်ဘယ်လိုပြောင်းတာလဲလို့ပြောပြပေးမယ်เนาะ blessing ဆိုတာကောင်းခြင်းပေါ့ကွာဘယ်လိုမျိုးပြောင်းတာလဲဆိုကိုတိရဲ့ तू မကြိုက်သောအရာ तू အတွက်ပိုနေသောအရာเนาะဟိုညံသောအရာကိုပေးတဲ့အခါမှာဒီချာဘယ်လိုမျိုးလေးပဲသဘောထားတယ်ဆိုလို့ရှင်အဲ့ဒီပစ္စည်းဒီဘလောက်ပဲညံ့နေညံ့နေဒီချာကယရနာလေးတစ်ခုလိုမျိုး အမြဲတမ်းတန်ဖိုးထားတယ်เนาะအမြဲတမ်းတန်ဖိုးထားတယ် ပစ္စည်းလေးတွေပဲဖြစ်ဖြစ်ဥမာပန်လေးတစ်ပွင့်ပဲဖြစ်ဖြစ်ပေါ့နော်အလက်ဆောင်ပစ္စည်းလေးတစ်ခုပဲဖြစ်ဖြစ်ညံ့နေမကောင်းဘူးပေါ့နော်သူဒီကိုယ်ကိုစေတနာနဲ့ပေးတာမဟုတ်ဘူးတမတက်တက်မတက်တာလို့မလွဲတာမရှောင်တာလို့ပေးလိုက်ရတယ်ပေါ့နော်မဖြစ်မဖြစ်မနေပေါ့ကွာတည်ရမလို့မဖြစ်မနေကိုယ်ကိုအကြောင်းအရာမျိုးမျိုးကြောင့်ပေါ့နော်မဖြစ်မနေသူပေးပေးကိုပေးရမယ့်အရာလေးမှာကိုယ်ကိုပေးလိုက်တယ်ဒါပေမဲ့သူဒီ100% 100%သူက ဒီအပေါ်မှာစေတနာမရှိနေဘူးဆိုတာကိုသိရပေါ့နော်တချို့အကြောင်းအရာတွေကပြပြဖို့ပြပြစရာမလိုကွာပြပြဖို့မလိုကွာသိတယ်ပေါ့နော်အညံစားပေးတယ်မကောင်းတာပေးတယ်သူတို့အတွက်ပုံနေတာကိုပြီးတယ်မတက်တာလို့ပြီးတယ်အဲဒီလိုမျိုးလေးတွေအရာမျိုးလေးတွေဘဝမှာကြုံထက်တယ်ရထက်တယ်အဲ့လိုမျိုးလေးတွေဒါတီချဲလဲကြုံခဲ့ဘူးလေရတဲ့အခါမှာတီချဲကလေဘယ်လိုမျိုးတန်ဖိုးထားလဲဆိုလို့ရှိရင်လေအဲ့ဒီအရာလေးတွေကိုလေဘယ်လိုပြောမလဲ ို့လက်ထဲရောက်လာတဲ့အခါမှာရွှေတုံးရွှေခဲလေးတွေလိုမျိုးတစ်ချက်တံမိုးထားတယ်။နော်ရွှေတုံးရွှေခဲဥပမာဟိုဥပမာတစ်ချက်တော့မြေတွေဝဲတယ်ပေါ့နော်ခြံမြေတွေဝဲတယ်ခြံမြေတွေဝဲတဲ့အခါမှာလည်းအဲတခါတလေကျတော့လူတွေတံမိုးမထားတော့လူတွေမကြိုက်တော့နေရာမြေမျိုးတွေမှာလည်းကိုကဝဲမိတက်တယ်ပေါ့နော်အဲ့လိုမျိုးဝဲမိလိုက်တယ်ပေါ့နော်အဲဆိုလို့ရှိရင်လည်းဒီချက်ကလေဘလိုကဘာမြကြီးရဲ့ဘလိုနေရာမျိုးလေးကိုမဆိုးနော်ဒီချက်ကလေ အမြတ်တနိုးတန်ဖိုးထတတ်တဲ့စိတ်ပေါ့နော်အဲ့တော့ဒီချက်လက်ထဲကိုရောက်လာသမျှတော့အရာဝတ္ထုတိုင်းအရာဝတ္ထုအရာဝတ္ထုတွေလည်းဖြစ်လိမ့်ဖြစ်မယ်အိမ်ချံကရွှေမူယတနာလည်းဖြစ်ခြင်းဖြစ်လိမ့်မယ်အစာတောက်တွေလည်းဖြစ်ခြင်းဖြစ်လိမ့်မယ်နော်လူပုဂ္ဂိုလ်တွေလည်းဖြစ်ခြင်းဖြစ်လိမ့်မယ်နော်ဘလို့အရာပဲလာလာဒီချက်တန်ဖိုးထတာအဲ့တော့လူတွေဆိုလို့ရှိရင်လည်းဒီချက်ကပေါ့နော် နာဘယ်လိုပြောမလဲအဲသူကတော့လူဆိုးမလို့သူကတော့လူမကောင်းလို့သူကတော့ဘယ်လိုဖြစ်လို့ဆိုပြီးဒီချက်ကအဲ့လိုမျိုးလေးမဟုတ်ဘူးအဲကိုနဲ့အဲသူနဲ့စကားပြောလိုက်တဲ့အချိန်တွေ့ဆုံလိုက်တဲ့အချိန်မှာတလေးတစားဒီချက်တန်းမိုးထားတယ်ကလေးလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်နော်နော်ဒီချက်ကလေးလေးဆဆနဲ့ကိုတန်းမိုးထားပြီးဆက်ဆံတယ်နော်အဲအဲ့လိုမျိုးလေးပေါ့နော်ကို့ဘွားရဲကိုရောက်လာတော့ ကောင်းခြင်းတွေပဲဖြစ်ဖြစ်ဆိုးခြင်းတွေပဲဖြစ်ဖြစ်เนาะဒီချက်ကအဲ့ဒါလေးတွေကို blessing လေးတွေအဖြစ်ခံယူပြီးတော့တက်အောင်သုံးနေပေါ့ဥမာပန်းလေးတစ်ပွင့်ကမလောက်ပဲ့နေတယ်ဆိုလို့ရှင်လေဒီချက်အဲ့ဒါလေးကိုတံမိုးထားတယ်အဲ့ဒါလေးကိုအဲသူ့တံမိုးနဲ့သူဒီချက်ကတံမိုးထားပြီးတော့နေရပြီအဲ့တော့ဒီချက်ပေါ်ရတဲ့ကိုရောက်လာတဲ့အရာလေးမှန်သမျှကိုတစ်ခုချင်းစီတစ်ခုချင်းစီတိုင်းကိုဒီချက်ကအရန်ကိုမှ ိုသူတို့ဘက်ကဘလို့တံပိုးနဲ့ပဲပြီးပြီးကိုဘက်ကတံပိုးလေးထားလိုက်တာညံ့လို့ပြီးလိုက်တာအဲ့တော့လူကဘာဖြစ်လာလဲဆိုအဲ့လိုစိတ်လေးထားလိုက်တဲ့အခါမှာတိချက်ပေါ်လာတဲ့ကိုကောင်းပြီညွန့်ပြီလှပြီတံပိုးကြီးပြီဆိုတော့အရာတွေကထူကြစွာရောက်ရှိလာပါတယ်အဲ့ဒါက blessing ဖြစ်ပါတယ်အဲ့တော့တိချက်ရဲ့ DIY အလေးရာဆိုလို့ရှိရင်တကယ်ကိုမှတိချက်ရဲ့ဘဝ ကိုယ်တွေ့အတွေ့အကြုံဖြစ်ပါတယ်အခုချိန်မှာဆိုလို့ရှိရင်လည်းစိတ်ချမ်းသာပြီးတော့ကြော်ဝါချမ်းသာတဲ့တတိပေါင်းများစွာကိုမွေးထုတ်ပေးထားနိုင်သောဆရာမတစ်ယောက်ဖြစ်လို့အတော့ဒီချက်ဒီနေ့ idea အချက်ဆုံးလေးတို့အတွက်အကျိုးရှိမယ်ဆိုရင်ယူသုံးပါ comment လေးတွေမှာလည်းမှတ်ချက်လေးတွေကိုကြည့်ပြရစေရှင်